ဘကိုတိုင်းတောင်ုံမြို့ခြေဆိုင်ကေတုမတီလီဒါစခန်းကိုရှော့လိုက်လုံနဲ့တွားရောက်ပစ်ခတ်ခဲ့တယ်လို့ Brave Warrior for Myanmar BWM တပ်ဖွဲ့စီကသိရပါဗျ။ဒီဇင်ဘာလ9ရက်နေ့ည9:00နာရီကျော်လောက်မှာကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကကေတုမတီလီဒါစခန်းထဲကို တရားခွင်မမရှော့လိုက်လုံ6လုံနဲ့တိုက်ခိုက်ခဲ့ပြီးနောက်ထက်စစ်ပောက်ကွဲရန်နေကြရတယ်လို့ဆိုပါတယ်။ပြစ်ခတ်မှုအပြီးည10နာရီကျော်လောက်မှာတော့စစ်ကော်မရှင်တပ်သားတွေဟာလက်နက်ကြီးတွေနဲ့အကြိမ်များစွာပြန်လည်ပြစ်ခတ်ခဲ့တယ်လို့ တောင်ဦးကျေးရွာနာတဝိုက်ကိုလည်းစစ်ကြောင်းထိုးလာတာမျိုးတွေရှိတယ်လို့ဆိုပါရယ်။အဲ့ဒီတိုက်ခိုက်မှုကို Brave Warrior for Myanmar PWN တပ်ဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Mountain Knight Civilian Defense Force MKCDF Anti-Coup People Liberation Force ACPLF တန်အောင်မြပိုင်းအထူးဒေတာ ဖိုက်တာစားကဲအဖွဲ KNL တပ်မှနဲ့တယင်ငါတို့နဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်တော်လိုင်းရင်စာမျက်နှာဟာပုံမှုပြင်းထန်လာချိန်မှာလေတက်ပြူရင်တော်လိုင်းရင်နိုင်မယ်ဆိုတဲ့အချက်ဟာပုံမှုပေါ်လွင်လာတဲ့အတွက်တော်လိုင်းရင်အင်အားစုတွေအားလုံးကလည်းလေတက်ပြူကြအောင်မစ်ရှင်တွေကိုဒီဇိုင်းမက်မက်ပူးပေါင်းဆောင်ရွက်ပေးဖို့တိုက်တွန်းထားပါတယ်။